မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့မတူပီဟာခလမ်းမှာရှိတဲ့ခရိုင်ရုံးမှာအမာခံခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်ကိုဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာချင်းမျိုးသားတပ်မတော် CNA နဲ့ CDF မတူပီတပ်ရဲနဲ့ VARCO တပ်ရင်းကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဲ့ဒီခရိုင်ရုံကို CDF မတူပြီးတပ်ရဲနှစ်ကဒီကနေ့မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ခရိုင်ရုံမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမတူပြီးမြို့ဖနိုင်ရွာဘက်ကိုထွက်ပြေးသွားတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက၃နှစ်ကျော်အမာခံတပ်ဆွဲထားတဲ့ခရိုင်ရုံကိုဒီနေ့မှအောင်မြင်စွာသိမ်းနိုင်ခဲ့ပြီးခရိုင်ရုံသိမ်းတိုက်ပွဲမှာကျွန်တော်တို့ဘက်ကရဲဘော်တအူးမိုင်းနေမိတဲ့အတွက်ဒဏ်ရာရရှိခဲ့ပါတယ်တိုက်ပွဲဆက်လက်ပြင်းထန်မှုပဲရှိတယ်လို့ တိုင်ရင်ရဲဘော်တို့ကပြောပြလာပါတယ်ခရိုင်ရုံးဟာ CDF မတူပြီးတိုင်ရင်နှစ်နဲ့နီးကပ်စွာတီးရှိပြီးတော့တိုင်ရင်နှစ်ဘက်ကိုလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေသလိုခရီးသွားပြည်သူများကိုလည်းတင်းကျပ်စွာစစ်ဆေးကာ ပစ္စည်းများကိုတိမ်းဆည်းမှုတွေလည်းမကြာခဏပြုတ်လုံနေတယ်လို့သိရပါဗျ။ခရံရုံးတိတ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ထိခိုက်ဒေဆုံးမှုနဲ့လက်နက်ခဲယံတိမ်းဆည်းမှုအခြေအနေကိုတော့စီစစ်နေဆဲဖြစ်ပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းလင်းလျက်ရှိတယ်လို့သိရပါဗျ။လက်ရှိမှာဒဏ်ရာရရဲဘော်များကိုစေကူတရန်စေဝါများလိုအပ်နေတယ်လို့လက်နက်ခဲယံများနဲ့တိုက်ပွဲအတွက်စားနေရိတ်ခါများအရေးပေါ်လိုအပ်နေပြီးတော့မိဘပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်ထုတ်ပြန်ချက်မှာအထူးမြတ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိတဲ့တိုင်းစစ်ဌာနချုပ်နယ်မြေရှိခုမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို24နာရီစစ်ဆင်ရေးအတွက်အမြဲအသင့်ရှိရမယ်ဆိုပြီးတော့အကြမ်းဖက်ခေါင်းဆောင်မင်းအွန်လိုင်းကအမိန့်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ3ရက်နေ့မှာအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လိုင်ကအဲ့ဒီအမိန့်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရှိတောင်တိုင်းစစ်ဌာနချုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများအပါအဝင် ိုင်းစစ်ဌာနချုပ်နယ်မြေ၈ခုမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားနယ်ကြားသောစစ်စင်ရေးနဲ့လုံခြုံရေးတာဝန်ယူထားရတဲ့ရဲများပြည်သူစစ်နဲ့ပြူစောထီးများအားလုံးကိုတမ်းပြေစစ်မှုထမ်းနေကြသူများအဖြစ်နဲ့သတ်မှတ်ကြောင်းအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။တမ်းပြေစစ်မှုထမ်းဆိုတာကရှေ့တန်းထွက်တဲ့အချိန်တွေလုံခြုံရေးတာဝန်ယူတဲ့အချိန်တွေကိုတမ်းပြေစစ်မှုထမ်းချိန်လို့ခေါ်တယ်။တမ်းပြေစစ်မှုထမ်းချိန်မှာက24နာရီတာဝန်ရှိတယ်။စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့24နာရီတာဝန်ရှိတယ်။ဘယ်အကြောင်းကိစ္စကြောင့်ဖြစ်စေ တမ်းပြည့်စစ်မှုထမ်းချိန်မှာအထက်ဌာနရဲ့ခွင့်ပြုချက်သို့မဟုတ်အထက်လူကြီးရဲ့ခွင့်ပြုချက်မရဘဲနဲ့တာဝန်ကြရနေရာကိုစွန့်ခွာသွားလို့မရဘူးအခွင့်အရေးပိုရတာမဟုတ်ဘူး၂၄နှစ်တာဝန်ရှိတယ်လို့သတ်မှတ်တာလို့ CDM ဘိုးကြီးလင်းထက်အောင်ကပြောဆိုခဲ့ပါတယ်။နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကတော့စစ်ကောင်စီကအခုလိုမျိုးတိုင်းစစ်ဌာနချုပ်နေမြေ၈ခုကစစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးကိုတမ်းပြည့်စစ်မှုထမ်းသူများအဖြစ်နဲ့သတ်မှတ်လိုက်ခြင်းဟာလုံခြုံရေးအရအလွန်အရေးကြီးတဲ့အခြေအနေနဲ့အဆင့်ကိုရောက်ရှိနေပြီလို့သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ တိုင်းပြည်ရဲ့နယ်မြေတွေကိုရန်သူကသိမ်းပိုက်ထားလို့တမ်းပြည့်စစ်မှုထမ်းခြင်းကိုတတ်မှတ်လိုက်တာမျိုးပါတမတော်အတွက်အရေးပေါ်အခြေအနေတရက်လို့တတ်မှတ်ခြင်းလည်းဖြစ်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်1956ခုနှစ်တမတော်အဥပဒေပုံမှန်3ပုံမှန်ခွဲကကြီးမှာတမ်းပြည့်စစ်မှုထမ်းခြင်းဆိုတာဟာရန်သူနဲ့ပြိုင်ဆိုင်တိုက်ပွဲဆင်နွှဲနေတဲ့တပ်ဖွဲ့တစ်ဖွဲ့မှာတွဲပတ်ထားတဲ့အချိန်ဒိုရီမဟုတ်ပါဝင်တဲ့အချိန်ဒိုရီမဟုတ်ရန်သူကလုံးဝတော်၎င်းဒစိတ်ဒရေတာတော်၎င်းသိမ့်ပိုက်ထားသောတိုင်းပြည်တပြည်မှာဖြစ်စေ နေရာတစ်ခုမှာဖြစ်စေတိုက်ပွဲဆင်နွှဲနေတဲ့အချိန်ဒို့ဒီမဟုတ်ရင်းကဲ့သို့သောတိုင်းပြည်တစ်ပြည်တို့ဖြစ်စေနေရာတစ်ခုတို့ဖြစ်စေခြိတက်ရာမှာပါဝင်သည့်အချိန်ဒို့ဒီမဟုတ်နိုင်ငံခြားနိုင်ငံတစ်ခုကိုတင်ပိုက်ထားသောတပ်ဖွဲ့တစ်ဖွဲ့တွင်တွဲဖက်ထားသည့်အချိန်ဒို့ဒီမဟုတ်ပါဝင်သည့်အချိန်ကိုတတ်မှတ်ထားခြင်းဖြစ်ကြောင်းတင်ရရှိပါရယ်ခင်ဗျာအဲ့ဒါစစ်တပ်ကထုတ်ထားတဲ့ဥပဒေတဲ့ကြည့်အောင်ဒို့ဒီမဟုတ်တွေပဲများနေပါရီမလည်းမသိဘူးလူနာလဲအောင်လည်းမရည်ဘူးဟာလုံးမစစ်တပ်စောက်တလွဲတွေ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ American Dollar ငွေလဲနှုန်းဟာဒီကနေ့မေလ30ရက်နေ့မှာ9010ကျပ်အထိကိုမြင့်တက်လာတဲ့အတွက်စစ်တပ်နဲ့နှီးဆက်တဲ့စီးပွားရေးသမားတွေကတော့စစ်ကောင်စီကိုဝေဖန်လာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ရွှေဈေးဒေါ်လာဈေးကထိမ့်မနိုင်သိမ့်နေရဖြစ်နေပြီးအယောင်းလဲပြောက်အဝယ်လဲပြောက်သွားပြီးဒီအခြေအနေဟာလက်ရှိအစိုးရရဲ့ကံတွေနေတဲ့ငွေကြေးဆိုင်ရာအစိုးရရဲ့ထိန်းချုပ်မှုတွေကြာဆင်းလာတာပဲ။ဝေကြေးဖောက်ပွားမှုရဲ့အခြေခံအကြောင်းရင်းပဲအထူးသဖြင့်တော့နေဆက်ဖြတ်ကျော်ကုန်သွယ်မှုတွေအခြေအနေဆိုးကုန်တဲ့ ်စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတော်ကပိုင်လို့ရတယ်အစိုးရဝန်ထမ်းတွေနဲ့စီမံခန့်ဝဲလို့မရဘူးဘယူရိုကရက်တွေနဲ့စီးပွားရေးလုပ်လို့မရဘူးလို့စစ်ကောင်စီနဲ့နှိစက်တဲ့စီးပွားရေးလုပ်ငန်းရှင်တို့ကဝေဖန်ထားပါတယ်လက်ရှိမှာပြည်တွင်းမှာဒေါ်လာရောင်းဝယ်မှုတွေရပ်နားထားရတဲ့အခြေအနေဖြစ်ပြီးတော့နိုင်ငံသားတွင်းကုန်သမားများဟာလည်းအထိနာနေပြီးတော့ရပ်နားထားရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကတော့ငွေဈေးကိုချုပ်ထားသေးတယ်3900 4000ပတ်ဝန်းကျင်နဲ့ပဲဖြတ်နေတော့မယ်ကျွန်တော်တို့ကဗီဇာကတ်တွေတောင်းရတော့ဗီဇာနဲ့ငွေရှင်းတော့3980ကျပ်နဲ့ဖြတ်တယ် ဖမ်းခံရမှာဆိုတော့စစ်ကောင်စီလက်အောက်ကဗန်တွေကဈေးကိုချုပ်ထားသေးတာပြင်ပမှာတော့အဝေတိုင်းတွေရပ်သွားတယ်ပြဿနာကဘမာသွားဖြစ်လဲဆိုတော့တွင်းကုန်သမားတွေပြည့်စည်ဝယ်ရမယ့်အခါမှာဒေါ်လာဝယ်လို့မရတော့တာပဲဈေးတက်ပါစေဒါမှဒီကောင်တွေပြုတ်ကြမှာလို့စီးပွားရေးလုပ်ငန်းရှင်တအူးကပြောကြားထားပါတယ်ရွှေဈေးနှုန်းဟာမီးလင်းရွှေတစ်ကြက်သားကို58သိန်း4000နဲ့ဈေးစတင်ဖွင့်ခဲ့ပြီးတော့ဒီနေ့နေ့လယ်မှာ58သိန်း8000ခွဲအထိကိုဈေးရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်မကြီးပင်တဲရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာ၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မွန်လွဲ3နာရီကမှတောင်တာမြို့နယ်မကြီးပင်တဲရွာဖုန်ကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့နှက်ချင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီးစစ်ကောင်စီဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၈တပ်ရင်း NRDF နဲ့မြင်းကြံ ခရိုင်အမှတ်၁တရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်နဲ့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်တို့မှာစစ်မှုထမ်းရမယ်ဆိုပြီးတော့နေအိမ်မော်တွေအထိကိုတက်ပြီးလူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မွန်းလွဲ2နာရီအချိန်မှာရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တမိုင်းတရက်ကွက်မြို့တစ်တက်လန်အိမ်အမှတ်49ကအသက်22နှစ်အရွယ်လူငယ်မောင်ကောင်းမြတ်ကို အဲ့ဒီရက်ကွက်နေမြို့တက်6လမ်းကပြူစောတိခေါင်းဆောင်အောင်သူနဲ့မြို့တက်6လမ်းကယာအိမ်မူဝင်းသူတို့နှစ်ဦးကနေအိမ်မော်အထစ်ကိုတက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်ထဲကိုအသက်22နှစ်အရွယ်မောင်ကောင်းမြတ်ကိုပို့ဆောင်လိုက်ကြတယ်လို့သိရပါတယ်။စစ်မှုထမ်းရမယ်ဆိုပြီးတော့မောင်ကောင်းမြတ်ကိုဝင်ဖမ်းတဲ့အချိန်မှာမိဘတွေကအိမ်မှာမရှိဘူး။ဖမ်းတဲ့သူကတခိုးလူမိုက်ပြူစောတိလုံနေတာ။အောင်သူနဲ့ယာအိမ်မူဝင်းသူတို့ဝင်ဖမ်းတာလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။အလားတူပဲမေလ28ရက်နေ့မန္တလေးတိုင်း ညောင်ဦးခရိုင်ကြောင်မတော်မျိုးနဲ့အင်တော်ကျေးရွာမှာလဲကျေးရွာဥက္ကဋ္ဌရင်မောင်ကစစ်မှုထမ်းဖို့အတွက်အင်တော်ကျေးရွာကလူငယ်၄ဦးမဲပေါက်တယ်ဆိုပြီးတော့စင့်ခေါ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့မိဘအုပ်ထင်းသူများကို၎င်းတို့သားများကိုထွက်မပြေးစေရန်ထွက်ပြေးပါကမိဘများကိုဖမ်းဆီးမှဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်လူငယ်များကိုကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့ကကလန်ကဆန်လောက်ပါကဖန်စီထောင်ချပြစ်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်။အင်တော်ကျေးရွာမှာဥက္ကဋ္ဌရင်မောင်ကလူတွေကိုမဲပေါက်တယ်ဆိုပြီးတော့စစ်မှုထမ်းခိုင်းနေတယ် မိဘတွေကလည်းစိတ်ညစ်လို့ငိုနေကြတယ်ရင်မောင်ကတော့မငိုပါနဲ့ဒါဟာနိုင်ငံတော်အတွက်စစ်မှုထမ်းရတာပဲအခုမထမ်းဆောင်ရလဲနောက်ဥပဒ်တွေမှာထမ်းဆောင်ရမှာပဲစစ်သားတွေဆိုတာနိုင်ငံတော်အတွက်အသက်ပေးပြီးတော့တာဝန်ထမ်းဆောင်နေတာပဲဆိုပြီးပြည်သူတွေကိုဂျင်းထက်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။ကြောက်ပထောင်းကအင်ဒိုချီရွာအုတ်ချုပ်ရေးမှုရင်မောင်က စစ်ကောင်စီတပ်နဲ့နေစဉ်ဆက်သွယ်နေပြီးတော့စစ်သားနဲ့အရာရှိများစားဖို့အတွက်ရိတ်ခါများကိုပေးဖို့ချင်း ဘန်ကာများတိဆောက်ရန်ပယံဆရာနှင့်အလုံသမားများကိုရှာဖွေပေးခြင်းများကိုလည်းပြုလုပ်ပေးနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မြေကြီးနာပူတာအိုကားလက်မကြီးပိတ်ထားပြီးသုံးလခန့်အကြာမှာပူတာအိုမြို့နယ်နဲ့နောင်မော်မြို့နယ်တို့မှာအခြေခံစားတောက်ကုန်တွေဖြစ်တဲ့ဆန်နဲ့စားသုံးစီအပါအဝင်ဓာတ်ဆီများပြတ်လပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်မြောက်ပိုင်းမြကြီးနားမြို့နယ်218မိုင်အကွာခန့်မှာရှိတဲ့ပူတောင်မြို့မှာယခုချိန်မှာစံစည်းနှုံများဟာအရင်ကထက်လေးစားခန့်မြင့်တက်နေပြီးတော့ဒေသခံပြည်သူများဟာအရင်ကထက်ထမင်းကိုရှော့စားနေရတယ်လို့ပူတောင်မြို့မှာနေထိုင်တဲ့အမျိုးသမီးတဦးကပြောပါတယ်၎င်းကစံဝယ်ရခတ်တော့ထမင်းရှော့စားတဲ့သူတွေလည်းရှိတယ်ကျမတို့မိသားစုကအရင်က၃ဘူးချက်ရင်အခုဆို၂ဘူးခွဲပဲချက်စားတော့တယ်ចောင်းစင်းပွဲတွေဘာတွေမှာဆိုရင်လည်းအရင်က မင်းဟင်းပွဲတည့်ပြီးတော့ကျွေးခဲ့ပြီမဲ့အခုဆိုမကျွေးနိုင်တော့ဘူးဒါမှမဟုတ်တထုပ်စီပေးလိုက်တာမျိုးစံပြုတ်ကျွေးတာမျိုးတွေပဲလုတော့တယ်လို့ပြောဆိုခဲ့ပါတယ်ပူတာဒေသခံများဟာကားလမ်းများပိတ်ထားတဲ့အတွက်ကြောင့်ဒေသအတွက်စံကိုမိခိုနေရပြီးနို့စီဘူးကွက်၅ကွက်ကိုတထောင်းကျက်နဲ့ဝယ်ယူနေရပြီးတော့တအိတ်ကို၃သိန်းကျက်ဈေးပေါက်တယ်လို့အဲ့ဒီဒေသခံအမျိုးသမီးကပြောပါတယ်ဒါအပြင်စံကုန်တွေများဟာစံကိုမြေကြီးနားမျိုးကနေပြီးတော့လေရင်နဲ့တည်ယူပို့ဆောင်ရောင်းချနေရတဲ့အတွက်အရင်ကစံတအိတ်ကို၈တောင်းကျက်တန်ကို၈သိန်းကျက်နဲ့ရောင်းချနေကြပြီးတော့ ဒေတာထွက်စံနေတာကုံသွားရင်အဲ့ဒီစံတွေကိုဝယ်ယူစားတော့အောင်မှာဖြစ်တယ်လို့ဒေတာကန်ဒီကပြောဆိုနေကြပါတယ်။မြေကြီးနာပူတာကိုကာလန်ပိတ်ထားတဲ့အတွက်ကြောင့်ပူတာအုံမှာစံစည်းအပြင်ဓာတ်စီစည်းတွေဟာလည်းမြင့်တက်နေပြီးစီရဖို့တောင်ခက်ခဲနေတယ်လို့သိရပါတယ်။ဓာတ်စီတလီတာကိုအနည်းဆုံး6000ကျက်ကနေပြီးတော့3900ကျက်အထိဈေးနှုန်းတွေမြင့်တက်လျက်ရှိတယ်လို့ပူတာအုံဒေတာကန်အမျိုးသားတို့ကပြောပါတယ်။၎င်းကဓာတ်စီဆိုင်တွေကပိတ်ပြီးတဆိုင်မှမဖွင့်တော့ဘူး။ဓာတ်စီကအရင်တော့ကလောင်ထားတဲ့သူတွေနဲ့တူထားတဲ့သူတွေပဲရောင်းတာ။ တချို့ကတော့လေအဲ့ဒီစီဆိုင်ကအကြံတွေကိုမှောက်ခိုယူပြီးတော့ပတ်စံရှိတဲ့သူတွေကနေတဆင့်ပြန်ရောင်းတယ်လို့ပြောဆိုခဲ့ပါတယ်။ကာလန်ပိတ်ဆို့မှုကြောင့်ပူတာအိုမြို့နယ်အပြင်မြန်မာနိုင်ငံမြောက်ဘက်ဆုံးမှာတည်ရှိတဲ့ပူတာအိုမြို့ကအထက်ဘက်58မိုင်အကွာကမှာရှိတဲ့မလိခမြေပြားတည်ရှိရာနောင်မွန်းမြို့နယ်မှာလည်း ဒေသခံတွေဟာတောင်ယာလုတ်ကင်ဖို့တော့ခက်ခဲလျက်ရှိတယ်လို့သိရပါတယ်ဒေသခံများဟာတောင်ယာလုတ်ကင်ဖို့အတွက်ဒီဇယ်စီမရှိတဲ့အတွက်ကြောင့်ဆက်နေရမှာလူနဲ့ကျွဲနွားများကိုအသုံးပြုပြီးတော့လုတ်ကင်နေရတယ်လို့နောင်မောမျိုးနဲ့ကွမ်လင်ကျေးရွာမှာနေထိုင်တဲ့အမျိုးသားတို့ကပြောပြလာပါတယ်၎င်းကလေလုတ်တာကိုလူနဲ့ဆွဲနေရတာကျွဲနွားရှိတဲ့သူကလည်းကျွဲတွေနွားတွေနဲ့ပေါ့မရှိတဲ့သူကတော့လူနဲ့ဆွဲနေရတာအဓိကကတော့ထွန်ဆက်နဲ့ဆွဲဖို့ဒီဇယ်မရှိလို့လူနဲ့ဆွဲနေရတာပါဂျပန်ခေတ်ကလို့ပြန်ဖြစ်နေပြီလို့ပြောဆိုခဲ့ပါတယ် ်နောင်မိုးမြို့နယ်မှာစံနဲ့ဓာတ်ဆီဒီဇယ်များပြက်လက်နေတဲ့အပြင်စားနဲ့စားသုံးစီတောင်ဝယ်ယူဖို့အတွက်ခက်ခဲလျက်ရှိတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။လမ်းပိတ်ပြီးတဲ့နောက်ပိုင်းစိုးစိုးဝါးဝါးဈေးတွေတက်ကုန်တယ်။ကုန်ကားတွေလည်းမတက်ကြတော့ဘူးလေ။ဒေသစံတွေကလည်းရောင်းဖို့မရှိတော့ဘူး။ရှိတာလေးကိုပဲခြွေတာပြီးတော့စားနေရတာ။စားစီကရောင်းကိုမရောင်းတော့ဘူး။ မျိုးပတ်မှာတော့ရှိလားမသိဘူးတချို့ဈေးတွေမှာဆိုရှိကိုမရှိတော့တာလို့ပြောဆိုခဲ့ပါတယ်အရင်ကစားတက်ထုပ်ကိုတထောင်ကျပ်နဲ့ပေးဝယ်ပြီးတော့စားနေရတော့လဲအခုခါမှာစားတက်ထုပ်ကို9000ကျပ်နဲ့ဝယ်ယူစားတောက်နေရတယ်လို့သိရပါတယ်ဒါအပြင်စားသုံးစီ40ကျပ်သားကို1500ကျပ်ကနေပြီးတော့တထောင်ခွဲကျပ်နဲ့ဝယ်ယူစားသုံးနေရတယ်လို့နောင်မွန်းမြို့နယ်ဒေသခံအမျိုးသားတို့ကပြောပြခဲ့ပါတယ်အရင်ကကျပ်ဥ3လုံးကိုတထောင်ကနေပြီးတော့အခုကျပ်ဥ3လုံးကို9000ကျပ်နဲ့ဝယ်ယူစားတောက်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ် မြေကြီးနားမြို့မြောက်ဘက်128မိုင်အကွာမှာတည်ရှိတဲ့ဆွန်ပရာဘော်မြို့မှာအခုနှစ်မက်လလာဇန်ပိုင်းကလေးကကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်မြေကြီးနားပူတာအိုကားလမ်းကိုပိတ်ပင်ထားခဲ့တယ်လို့သိရပါတယ်။အခုချိန်မှာဆွန်ပရာဘော်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ခဲ့တော့လဲမြို့ရဲ့မြောက်ဘက်38မိုင်အကွာမှာရှိတဲ့ဆွန်ပီယန်ကျေးရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားထပ်ဖြည့်ပြီးတော့တပ်ဆွဲထားဆဲဖြစ်ပြီး ကားလမ်းများကိုလည်းပိတ်ဆို့ထားဆဲဖြစ်တယ်လို့ရှေ့တန်းကာကွယ်တပ်ဖွဲ့ဝင်များစီကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတက္ကသိုလ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ